အခုကြားနေရတာကဒေါနဂျီတခုကိုဖြတ်တန်းနေတဲ့နေတာရှင်နေ့တနေ့ရဲ့အတန်းတွေဖြစ်ပါတယ်ဒီဒေါဂျီဝင်ကပါဟာကဘာပေါ်မှာဒုတိယအကြီးဆုံးမိုးတီဒေါဂျီဖြစ်တာကြောင့်မိုးထိုးနေတဲ့အပင်ကြီးတွေနဲ့အပင်မျိုးတရဝါမျိုးစိတ်တွေအစုံခင်းကျင်းတည်ရှိနေပါတယ်အခုနားထောင်နေတဲ့ဖုန်းလေးကပဲဖြစ်ဖြစ် Google Map မြေပုံခွင့်ပြီးတော့ ွန်ဂိုဒီမိုကရက်တစ်သမရနိုင်ငံ DRC လို့ရှာလိုက်ရင်အာဖရိကတရဲ့အလဲလောက်ကစင်္ဂလန်အေးမြစူပြေလှပနေတဲ့အဲ့ဒီနိုင်ငံကိုတွေ့ကြရမှာပါမြန်မာပြည်နဲ့30လောက်ကြီးတဲ့အပြင်တရန်ဇာတာကလည်းညာကြီးဟိုးကျွယ်ဝပါတယ်ဒီတရာကြီးဆိုရင်လေဂုံဂုံမြဝမ်းကိုအမိပြုပြီးအပြိုင်အယိုင် ရှင်သင်ကြီးထွားကြတဲ့တတော်ကြီးမှုကွန်ဂိုမြေဝမ်းမိုးတစ်တော်လို့လူသားကဘာကသတ်မှတ်တဲ့အပြင် UNESCO ကလည်းကဘာအမွေနှစ်စင်းနဲ့ထည့်ထားပါသေးတယ်တော်ကြီးတဲ့မှာအဲ့လိုအတန်စုအတန်ညုံနဲ့အော်ဟစ်နေတဲ့မျိုးမျိုးစိတ်နာမည်ကတော့ဘနိုဘိုးတဲ့ သူတို့ဟာအားလုံးကြားဖူးကြတဲ့ချန်ပန်စီမျိုးမျိုးစိတ်တွေလိုပဲလူတွေနဲ့ DNA အတော်လေးနှိစက်တဲ့မျိုးတွေအဖြစ်သတ်မှတ်ပြီးပညာရှင်တွေကသူတေသနာပြုဖော်ထုတ်နေကြတဲ့မျိုးစိတ်တစ်ခုဖြစ်ပါတယ်သူတို့တင်ပြကိုကြည့်လိုက်လို့ရှိရင်အမလေးငါတို့နဲ့တွေ့လိုက်တာဆိုတာမျိုးခံစားရပါတယ်ဘယ်လောက်တွေ့လဲဆို68ရာခိုင်နှုန်းတောင်တွေ့ပါတယ်တဲ့အဲ့ဒီရာခိုင်နှုန်းအသေးလေး꽌ပြလို့သား လူတွေရဲ့ခန္ဓာအုံနောက်ဆက်သွဲပြောဆိုနိုင်စွမ်းတွေကွာသွားရတာလို့လဲဆိုကြပါတယ်တခြားသောမြောက်ဝန်လူဝန်တွေနဲ့ကွာရကဘနူဘုံမြောက်တွေကိုအကြည့်ချင်းစုံဝင်ရပါတယ်အဲအကြည့်တွေကိုလည်းသူတို့နားလေကြပါတယ်တတက်လူနီးပါးစားတဲ့တတ္တဝါဆိုပေမဲ့ရံပန်ရံကတော့အသားစားတတ်ပါတယ်လဟန်ချေအနဲ့ဆက်သွဲတာတွေ ညဘက်အေးရပြင်ပြီးမှအိတ်ဓာတွေကအဆလူနဲ့အင်မတန်တူလာပါပဲအမေ BBC ကရိုက်ထားတာတခုမှဆိုဘနူဘူရကောင်မိချစ်ဘူးကမိချစ်စံနဲ့မိချစ်ပြီးမန်ရှမဲလိုရီတောင်ကင်စားနေပါသေးဒါပေမဲ့သူတို့မှလူသားတွေနဲ့မတူတာ အများကြီးရှိပါသေးတယ်အချင်းရှားဆုံးအချက်ဆိုရင် သူတို့တွေကအချင်းချင်းမတက်ခတ်ဘူးအပြီးတော့အမတွေက အုပ်ချုပ်ရေးမှာတာဝန်ယူတယ်။ KU ကာလာတွေကအစုဖွဲ့နဲ့နေတတ်တဲ့တပ်တော်တွေမှာ အမဥဆောင်တဲ့စနစ်ရှိခဲ့ပါတယ်။မနိုဘိုရီဆိုတစုကိုအကောင်40ကနေရာကျော်ရှိတယ်။အထို့သောနှစ်တန်းချီကြလာတော့မူလကဘုံတူးတဲ့မျိုးစိတ်ကနေကွဲထွက်သွားပြီးလူသားမျိုးစိတ်အဖြစ်ပြီးတဲ့ရက်တီလာကြတယ်လို့ပညာရှင်တွေက သူ့ဒေသနာပြုတိုင်းထွာကြတယ်။